ကျွန်တော်တို့ရဲ့ emotional channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခုတစ်ခါတင်ဆက်မှာကတော့ညနေခင်းကမီးအိမ်ဆိုတဲ့ဇာလန်လေးပဲဖြစ်ပါတယ်ခင်ဗျထုံးစံအတိုင်းပဲဆာကြီးဆရာ emo ရဲ့ကိုယ်တိုင်ရေးဇာလန်လေးတစ်ခုဖြစ်ပါတယ်အဆုံးထိလိုက်ပါပြီကိုဖိတ်ခေါ်ပါတယ်ညနေခင်းကမီးအိမ်အပိုင်း1ကျိလက်တော့ရလေးတရွာမှာ ညနေခင်းတိုင်းထူးဆန်းတဲ့အဖြစ်အပျက်တွေဖြစ်ပေါ်လေရှိပါတယ်။ဒါလူကြီးတွေကညဘက်မှာအပြင်မထွက်ကြဖို့တတိပေးထားတာကြောင့်ရွာသားတွေဟာနေဝင်ပြီးတာနဲ့အိမ်တွေထဲမှာပဲပိတ်နေကြရပါတယ်။ဒါပေမဲ့ဒီညမှာတော့ရွာထဲဆင်းလာတဲ့လူငယ်တယောက်ကဒီတတိပေးချက်ကိုလျှစ်လူရှုလိုက်ပါတယ်။သူ့နာမည်ကမောင်မောင်ပြုတ်ပြီးတော့မြို့ကနေကျေးလက်ကိုပြောင်းရွှေ့လာသူဖြစ်ပါတယ်။သူဟာရွာရဲ့ထူးဆန်းမှုအကြောင်းတွေကိုစူးစမ်းချင်းချင်းနဲ့ညဘက်မှာအပြင်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ညနေတကောင်းချိန်မှာမမောဟာရွာရဲ့အနောက်ဘက်ကတစ်တော်သေးကိုရှောက်သွားပါတယ်။တစ်ပင်တွေကြာလမ်းဟာမောင်မိုက်နေပြီးလေတွေကတစ်ကန်းတွေကိုတူတူတစ်တစ်လှုပ်ရှားနေပါတယ်။သူဟာသူ့ရဲ့မိရင်ကိုကင်ပြီးရှေ့ကိုဆက်ရှောက်နေပါတယ်။တခါတလေတစ်ပင်တွေကြာမိရင်လေးတွေမြင်ရပါတယ်။ဒါပေမဲ့ ူ့အနားကိုလာတဲ့အခါမှာတော့ဘာမှမရှိပဲပျောက်ကွယ်သွားပါတယ်။မောင်မောင်ဟာစိတ်လှုပ်ရှားနေပြီးသူ့ရဲ့စူးစမ်းလို့စိတ်ကသူ့ကိုဆက်လျှောက်ဖို့တွန်းအားပေးနေပါတယ်။တစ်ခါတော့ကရွာလူကြီးတစ်ယောက်ကသူ့ကိုဒီတက်တော်ထဲမှာမိအိမ်နဲ့အတူလှည့်လည်နေတဲ့တဲတကောင်ရဲ့အကြောင်းပြောပြပူပါတယ်။ဒါပေမဲ့မောင်မောင်ကဒါကိုယုံကြည်ခြင်းမရှိပါဘူး။သူဟာတရေဆိုတာရွာသားတွေရဲ့စိတ်ကူးယဉ်မှုပဲလို့ထင်နေပါတယ်။အဲဒီမဲ့သူဟာတက်တော်ထဲမှာနှဆိုင်လာတာနဲ့အမျှ ပူပြီးထူးဆန်းတဲ့အရာတွေကိုကြုံတွေ့လာရပါတယ်။တစ်ပင်နေကြမိငင်ရောင်တွေဟာပူပြီးညားလာပြီးသူ့အနာကိုပူပြီးနီးကပ်လာပါတယ်။သူဟာသူ့ရဲ့မိအိမ်ကိုမြောက်ပြီးကြီးလိုက်တဲ့အခါမှာတော့သူ့ရှေ့မှာမိငင်ကင်ထားတဲ့တရေတကောင်ကိုတွေ့လိုက်ရပါတယ်။တရေဟာမိအိမ်ရောင်နဲ့အတူသူ့ကိုစိုက်ကြည့်နေပါတယ်။သူ့မျက်နှာဟာဖြူဖြော့နေပြီးမျက်လုံးတွေကတော့အနက်ရောင်နဲ့နတ်နတ်ကြီးတွေကိုဖြစ်နေခဲ့တာပါ။ မောင်မောင်ဟာလန့်ပြီးပြန်ပြေးဖို့ကြိုးစားပါတယ်ဒါပေမဲ့ digital တွေကညည်ကြီးထဲမှာဆွဲကန်နေလို့ခံစားရပါတယ်တဲဟာသူ့စီကိုချိတ်ကပ်လာပြီးသူ့လက်ကမီးအိမ်ကိုလှမ်းယူပါတယ်မောင်မောင်ဟာ သူ့မီးအိမ်ကိုလွတ်လိုက်ပြီးအော်ဟစ်ပါတယ်ဒါပေမဲ့သူ့အတန်ဟာတက်တော့ထဲမှာပျောက်ကွယ်သွားပါတယ်နောက်တနေ့မနက်မှာရွာသားတွေဟာမောင်မောင်ကိုတက်တော့ထဲမှာမီးအိမ်နဲ့အတူလဲကျနေတာတွေ့ရှိကြပါတယ်သူ့မျက်နှာဟာဖြူဖြော့နေပြီးမျက်လုံးတွေကတော့ ကြောက်လန့်နေတဲ့ပုံစံဖြစ်နေပါတယ်။သူ့လက်ထဲမှာမီးအိမ်ကိုဆွဲကင်ထားပြီးသူ့အနားမှာနောက်ထပ်မီးအိမ်တစ်လုံးကိုတွေ့ရပါတယ်။ရွာသားတွေဟာမောင်မောင်ကိုရွာကိုပြန်ခေါ်လာကြပါတယ်။ဒါပေမဲ့သူဟာဘာမှမပြောတော့ပါဘူး။သူ့မျက်လုံးတွေဟာအနက်ရောင်နဲ့အနက်နက်ကြီးဖြစ်နေပြီးသူဟာညဘက်တိုင်းမီးအိမ်နဲ့အတူလမ်းလျှောက်နေတတ်ပါတယ်။ဒီနေ့အထိရွာသားတွေဟာညဘက်မှာမီးအိမ်ရောင်တွေကိုမြင်အိမ်ထဲမှာပဲပြိတ်နေကြရပါတယ်။မောင်မောင်ရဲ့အဖြစ်ဟာ သူတို့အတွက်တတိပေးချက်တစ်ခုဖြစ်နေပါတယ်။မမောင်ရဲ့ဖြစ်ရကြောင့်ရွာသားတွေဟာပုံပြီးကြောက်ရွံ့လာကြပါတယ်။ညဘက်တိုင်းမိအိမ်ရောင်တွေကိုမြင်ရင်အိမ်ထဲတွေမှာပဲပိတ်နေကြပါတယ်။ဒါပေမဲ့ဒီဖြစ်ရဟာဒီတိုင်းပြီးဆုံးသွားတာမဟုတ်ပါဘူး။ရွာထဲကလူငယ်တစုဟာဒီထူးဆန်းတဲ့အဖြစ်အပျက်ကိုစူးစမ်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ထဲမှာမမောင်ရဲ့တငယ်ချင်းကိုကိုလက်လည်းပါဝင်ပါတယ်ကိုကိုလက်ဟာမမောင်ရဲ့ဖြစ်ရကိုလုံးဝယုံကြည်ခြင်းမရှိပါဘူး သူဟာဒီအဖြစ်အပျက်ကိုသိပ္ပံပြီးကြရှင်းပြဖို့ကြိုးစားနေတာဒါပေမဲ့သူ့ရဲ့တငယ်ချင်းတွေကဒီအဖြစ်အပျက်ဟာတရားနဲ့ဆိုင်တယ်လို့ယုံကြည်နေကြပါတယ်ညနေတကောင်အချိန်မှာကိုကိုလက်နဲ့သူ့တငယ်ချင်းတွေဟာတတော်သေးကိုဝေရောက်လာကြပါတယ်သူတို့ဟာမိအိမ်တွေကိုကင်ပြီးရှေ့ကိုဆက်ရှောက်နေကြပါတယ်သူတို့ဟာမမောင်ရဲ့ဖြစ်ရက်ကိုပြန်လည်ဖော်ထုတ်ဖို့ကြိုးစားနေကြပါတယ်တတော်ထဲမှာသူတို့ဟာမိအိမ်ရောင်တွေကိုမြင်ရပါတယ် ဒါပေမဲ့သူတို့အနာကိုလာတဲ့အခါမှာတော့ဘာမှမရှိပဲပျောက်ကွယ်သွားပါတယ်။ကိုကိုလာကဒီအဖြစ်ပြက်ကိုတိတ်ပန်နီးကြရှင်းပြဖို့ကြိုးစားနေပါတယ်။သူဟာဒီမီးအိမ်ရောင်တွေဟာတပည့်တွေရှားမီးပွားတွေဖြစ်နိုင်တယ်လို့ထင်နေပါတယ်။ဒါပေမဲ့သူတို့ဟာထိုတစ်တော်ထဲကိုပုံပြီးနှက်ဆိုင်စွာ ရောက်လာတာနဲ့အမျှပုံပြီးစက်တိန်ထားပွဲကိစ္စတွေကိုကြုံတွေ့လာကြရပါတယ်။တပည့်တွေရှားကမီးအိမ်ရောင်တွေဟာပုံပြီးညားလာပြီးသူတို့အနာကိုမီးကပ်လာပါတယ်။ ကိုလာဟာသူ့ရဲ့မိအိမ်ကိုမြောက်ပြီးကြီးလိုက်တဲ့အခါမှာတော့သူ့ရှိမှမိအိမ်ခိုင်းထားတဲ့မောင်မောင်ကိုထိတ်လန့်ဖွယ်တွေ့ရှိလိုက်ရပါတယ်။မောင်မောင်ဖြစ်ရန်တူတော်သူသည်မိအောင်နဲ့အတူသူတို့ကိုစိုက်ကြည့်နေပါတယ်။သူ့မျက်နှာဟာပြုချော့နေပြီးမျက်လုံးတွေကတော့အနက်ရောင်နဲ့နက်နက်ကြီးတွေဖြစ်နေပါတယ်။ကိုကိုလာနဲ့တငယ်ချင်းတစုဟာကြက်တီတီသွားကြပါတယ်။မောင်မောင်သည်အသက်မဲ့နေသောဖောက်ကောင်တစ်ကောင်လိုကိုကိုလာနဲ့တငယ်ချင်းတစုအနားချီကပ်လာပါတော့သည်။ မမောင်ရဲ့အနောက်မှာတော့အဖြူရအငွေတက်များနဲ့ထူးဆန်းတဲ့တံတန်းရှိတဲ့အရာများဟာမမောင်ရဲ့အနောက်မှာထက်ကြမကွာလိုက်လာနေကြပါတယ်။ကိုကိုလိုက်ရဲ့မျက်နှာပေါ်မှာကြောက်ရွံ့မှုများအတိုင်းသာထွက်ပေါ်လာပြီးအားလုံးကိုပြေးချဖို့တုံ့ပြန်စွာပြောလိုက်ပါတယ်။ကိုကိုလက်နဲ့တငယ်ချင်းတစုဟာတတိဝင်လာပြီးတချိုးထဲနောက်သို့လှည့်ပြေးကြပါတော့တယ်။အားလုံးထိတ်ထိတ်လန့်လန့်နဲ့ပြေးနေကြတာမို့ဘသူကဘယ်ကိုရောက်သွားမှန်းလဲမသိကြတော့ပါဘူး။ ကိုကိုလက်ကိုတိုင်းတော်ရွာကိုဘယ်လိုပြန်ရောက်လာမှမသိလိုက်ပါဘူး။အဲ့နဲ့ရောက်တဲ့အခါမှာရွာသားတွေဟာထူးထူးဆန်းဆန်းကိုကိုလက်နဲ့တငယ်ချင်းတစုကိုထိတ်လန့်ကြောက်ရွံ့စွာဖြစ်နေတဲ့မျက်နာတွေနဲ့မြင်ခဲ့ရပါတယ်။ရွာသူကြီးကဘာတွေဖြစ်လာလဲမေးတော့ကိုကိုလက်နဲ့သူ့တငယ်ချင်းတွေဟာစကားတခုကိုသာထိတ်ထိတ်လန့်လန့်နဲ့ပြန်ပြောခဲ့ကြပါဘူး။အဲ့ဒါကတော့အများပတ်စုဘရောမှရွာနောက်တစ်တော်ဘက်ကိုမတော်တာနဲ့